ားလုံးပဲမင်္ဂလာပါဒီနေ့မနေ့လည်းပဲကျွန်တော်တို့ King Wine ပတ်ပြီးတော့မှလက်ဖက်ရည်တောင်နားတာဖြစ်ပါတယ်ဒီနေ့လည်းပဲကျွန်တော် King Wine ပတ်ရင်လည်းဈေးပေးတယ်300ဈေးပေးတယ်ပြီးရင်300လည်းဈေးပေးတယ်ပေါ့နော်ဒီလိုဈေးပေးထားတဲ့ကြောက်လေးတွေရှိတယ်ဒီနေ့လေးမှာကျွန်တော်ရဲ့ online မှာရန်သာညီကောင်မောင်နှမတွေကို အနေငယ်ကျွန်တော်ပြောပြစရာလေးရှိပါတယ်နော်။ဘာလဲဆိုတော့ကျွန်တော်တို့ကြောက်သမားတွေအနေနဲ့ဒီခုလိုမျိုး sharing လုပ်တဲ့အခါမှာကျွန်တော်တို့မှာအခက်အခဲတွေအများကြီးရှိတယ်ဆိုတဲ့အကြောင်းလေးအနေငယ်ပြောချင်တာပါနော်။ကျွန်တော်တို့အခုကြောက်ကိုကျွန်တော်က300နဲ့ဈေးပေးလိုက်တယ်ပေါ့နော်။ကျွန်တော်300နဲ့ဈေးပေးထားတဲ့ကြောက်ကိုကျွန်တော်တို့ blog ထဲမှာရိုက်ပြလို့မရဘူးပေါ့နော်။ကျွန်တော်တို့ကဒါ active ကိုထိန်းထားတာပေါ့။ဘာကြောင့်လဲဆိုတော့တချို့ကတော့လေ WeChat Lite တွေနဲ့ WeChat Lite တွေနဲ့ကြတော့ဈေးပေးရယူဓာတ်လိုက်ပေါ့ဗျာနော်။ဒီဈေးပေးရဒီကြောက်ကိုကိုယ်ကိုယ်တိုင်ဝယ်လို့ရတယ်မရဘူးဆိုတာကိုမတိတိတဲ့အခါမှာလည်းပဲသူတို့ ကဝူချက်လိုက်နေလဲလွင့်ပြီးတော့မှတခြားဘက်ကိုရောက်သွားရောအဲကျွန်တော်တို့ကတက်တော့ကိုဈေးပေးတဲ့ကြောက်ကိုကျွန်တော်တို့မဝယ်ရသေးတဲ့အခါမှာကျွန်တော်တို့ကြောက်ကိုမပြသေးဘူးကြောက်သမားတွေရဲ့အပ်တင်နေနဲ့ထိန်ရတာပေါ့ဒါပေမဲ့တခြားတစ်ဘက်ကကြည့်လာကြတော့လဲကျွန်တော်တို့ဒီ online ဝါရုံမှာလိလာတဲ့ကျွန်တော်ရဲ့ရန်သာညီကိုမောင်နှမတွေကြတော့လဲပဲအဆရာသိန်းတရာနဲ့ပေးလိုက်တဲ့ကြောက်ကိုငါတို့လည်းမကြည့်ရအောင်ကျွန်တော်တို့လည်းမကြည့်ရအောင်ဆိုရဲအနေထားပဲအဲ့တော့ပြောချင်တာကတော့ကျွန်တော်တို့အနေနဲ့တော့ဒီကြောက်လုပ်ငန်းလုပ်တဲ့ sharing blog တွေလောက်ရတာပါနည်းနည်းအခက်အခဲရှိတယ်ဒါလေးကိုလည်းပြောချင်တာ